မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဂွမ်းမြို့အတွင်းစစ်ကောင်စီအခြေစိုက်တပ်ရင်းများကိုအရခတ်တပ်တော် AA ကဝင်းရောက်တိုက်ခိုက်နေပြီးတော့စစ်ကူပို့တဲ့ငတိုင်းချောင်းနဲ့ဂွားလမ်းပိုင်းကိုလည်းဖြတ်တောက်တိုက်ခိုက်ထားနိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဟာဂွားငတိုင်းချောင်းလမ်းကိုအဓိကအသုံးပြုနေပြီးတော့အေယာဝတီတိုင်းတပ်ရင်းများကစစ်ကူများကိုဂွားမြို့ကိုပို့ဆောင်ပေးနေပြီးဂွားကဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်များကိုလည်းငတိုင်းချောင်းဘက်ကိုပြန်လည် ပြီးတော့ခေါ်ဆောင်မှုများပြုလုပ်လျက်ရှိရာဒီဇမလ18ရက်နေ့နေ့လယ်ပိုင်းကဂွမ်းငတိုင်းချောင်းလမ်းပိုင်းကိုဖြတ်တောက်ပြီးစစ်ကူပို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အရခတ်တပ်တော် AA တို့ဟာဒေါင်းချောင်းဂိတ်အနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ AA ရဲ့ထိုးစစ်ဟာဂွမ်းမြို့တွင်းကိုရောက်ရှိလာပြီးတော့ပြီးခဲ့တဲ့ဒီဇမလ14ရက်နေ့ကဂွမ်းမြို့မှာရဲစခန်းကနေပြီးတော့စစ်ကောင်စီလက်အောက်ခံရဲများထွက်ပြေးသွားတဲ့အတွက်ဝမ်းမျိုးမှာရဲစခန်းကို AA ကတိမ့်ပိုက်လိုက်နိုင်ပြီလို့သိရပါတယ်။ရဲစခန်းထဲကစစ်တပ်ကလည်းထွက်ပြေးသွားပြီ ရဲတွေလည်းထွက်ပြေးကြပြီမို့လို့ရဲစခန်းကို AA က18ရက်နေမှာတင်လိုက်ပြီလို့သိရတယ်။တမန်ကုန်းနဲ့တိန်ကုန်းဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ဂွားဒေသခံတဦးကပြောပြထားပါရယ်။ဒါအပြင်ဒီဇင်ဘာလ18ရက်နေ့ကကမ်းခြေရပ်ကွက်နဲ့လေရင်ခွင်းဟောင်းအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ရာစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတော့အလဲကျွာမြို့မရပ်ကွက်နဲ့ကမ်းခြေရပ်ကွက်တို့ကနေအိမ်များမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါရယ်။စစ်ကောင်စီဟာဂွားမြို့အခြေစိုက်ခမရ96နဲ့ခမရ963တိုက်ရင်များအပြင်လေရင်ခွင်းဟောင်း ရခိုင်ရိုးမပေါ်စွမ်းထက်ထမင်းဆိုင်ရှိဘီတာဂိတ်များမှာလက်နက်ကြီးများတပ်ဆင်ထားတယ်လို့သိရပါတယ်။လက်ရှိမှာခမရ96နှစ်နဲ့ခမရ963တိုင်ရင်အတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာစက်ခန်းဆုတ်ခွာထွက်ပြေးမှုများရှိနေပြီးတော့အေရဝတီတိုင်းအတွင်းမှာရှိတဲ့ငတိုင်းချောင်း၊ရွှေတောင်ရံနဲ့ရွှေကြည်မြို့များကိုစစ်ပေးရှောင်နေကြတဲ့ဂွားမြို့တွေကဒေသခံများကိုစစ်ကောင်စီကနှင်ထုတ်မှုများပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကံမလူမြို့နယ်မကြီးကုန်းချေရွာအနီးတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်က71ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့ကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ16ရက်နေ့မနက်6နာရီခွဲကစစ်ကောင်စီတပ်နဲ့ပြူစောတိပူးပေါင်းစစ်ကြောင်းနဲ့ကံမလူခဲယမ်းအတွင်းမှာရှိတဲ့တော်လိုင်းအင်အားစုများမကြီးကုန်းချေရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အင်အားကတော့မသိရဘူးဗျ။ ကုတ်ကုတ်ဂုံးမှာတော့စုစုပေါင်း200လောက်ထိုင်ထားတယ်ထွက်လာတဲ့အရေးအတွက်ကိုတော့အတိအကျမသိရသေးဘူးလို့ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောဆိုထားပါတယ် တိုက်ပွဲဟာတနေကုန်နီးပါးဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကအထိနာပြီးနေ့လယ်7နာရီကျော်မှာ Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုလုပ်ခဲ့ကြောင်းကျွန်းလကန့်ဘလူတက်ရွှာနှုတ်ရှားသူများအဖွဲ့ကပြောဆိုထားပါတယ်။၎င်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်တပ်ဦးတည်ဆုံးပြီးတနက်9လနဲ့ခဲရန်တချို့ကိုတင်းစီရမိခဲ့ကြောင်းတော်လိုင်းအဖွဲ့များကအသိပေးထားပါတယ်။တိုက်ပွဲအတွင်းမှာတော်လိုင်းအင်အားစုများဘက်က drone နဲ့စီဆုံးရှုံးခဲ့ရပြီးတော့ရဲဘော်၄ဦးထိခိုက်ဒဏ်ရာရရှိကအသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့အသိပေးထားပါတယ်။ ်သေဆုံးသူများထဲမှာနတ်ပေးရွာတင်မန်းတော်ကြီးရွာတို့ကပြူစောထီးများလဲပါဝင်ပြီးတော့သေဆုံးသူများကိုကဲ့မလူမြို့တုတ်တံမှာ18ရက်နေ့နေ့လယ်မှာမိတကြိုခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုကားသုံးစီးနဲ့ကဲ့မလူမြို့ဂရင်တရားဆေးရုံကိုပို့ဆောင်ပြီးတော့ကုသပေးနေတယ်လို့သိရပါတယ်ဒီသမားလာ73ရက်နေ့ကလည်းစစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအင်အား80ခန်းနဲ့တပ်ဆွဲထားတဲ့ကျွန်းလာမြို့နယ်မဒောင်ရွာကိုတော်လိုက်တပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့နယ်မှာဖွင့်လှစ်ထားတဲ့နာမည်ကြီးရွှေစင်အကယ်ဒမီရွှေဆိုင်ဓမြတိုက်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီသမားလာ၁၈ရက်နေ့ညနေ9နာရီခွဲအချိန်ကမ်းကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်89လမ်းမပေါ်36လမ်းနဲ့38လမ်းကြားမှာဖွင့်လှစ်ထားတဲ့ရွှေစင်အကယ်ဒမီရွှေဆိုင်ကိုစိုက်ကဲနှစ်စီးနဲ့လူသုံးဦးရောက်ရှိလာပြီးတော့ဆိုင်မှာရှိတဲ့ရွှေတွေကိုဓမြတိုက်ပြီးယူဆောင်သွားတယ်လို့ဒေသခံတချို့ကပြောပါတယ်။ရွှေတွေပိတ်တာနဲ့ခြေပြီးကိုပာသွားတယ်လို့ပြောတယ်။ရဲတွေကစစ်သားတွေကအကုန်ရှုပ်ရှက်ခတ်နေတယ်လို့ရက်ကွက်နေဒေသခံတူကပြောပြထားပါတယ်။ရွှေပိတ်တာချင်း 6ပိတ်သားထက်မနေပါသွားတယ်လို့ပြောဆိုနေကြတော့လဲအတီးပြုတ်နိုင်ခြင်းတော့မရှိသေးဘူးလို့ပြောပါရယ်အဲ့ဒီရွှေဆိုင်ဟာ83လမ်းနဲ့88လမ်းကြား38လမ်းပေါ်မှာရှိတယ်စစ်ကောင်စီရဲ့တက်ကတော့အရန်လေးကျင်ရေးတက်အနည်းမှာရှိတယ်လို့သိရပါတယ်ပြီးခဲ့တဲ့စက်တဘာလ17ရက်နေ့ညကလည်းမန္တလေးမြို့ပြည်ကြီးတကောမြို့နယ်ဂါကြီးရက်ကွက်ကနေအိမ်ကိုပြူစောတိအဖွဲကဝင်ရောက်ပြီးတော့ဓမြတိုက်ခဲ့သေးတယ်လို့သိရပါတယ်စက်တဘာလ10ရက်နေ့ကလည်းမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ်ဓမြတိုက်ခံရပြီးတော့ ချက်သိမ်းပေါင်း9000ကျော်တန်ကြီးရှိတဲ့ရွှေတံများဆုံရှုံခဲ့ဘူးတယ်လို့သိရပါတယ်စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမြို့မှာရှိတဲ့ရွှေဆိုင်များဗန်များနဲ့စီးပွားရေးလုပ်ငန်းအများအပြားဓမြတိုက်ခံခဲ့ရပြီးတော့ဓမြမှုအများစုဟာလည်းစစ်ကောင်စီလက်အောက်ခံပြူစောထီးများကပြုလုပ်နေတဲ့အမှုများဖြစ်တယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာဒီဇင်ဘာလဝက်အထိတိုက်ပွဲပေါင်း45ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သားစစ်တအုပ်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ1ရက်နေ့ကနေ15ရက်နေ့အထိဖားပုံခရိုင်မှာအကြမ်းဖက်စစ်ကောင်စီတပ်များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းပူးပေါင်းတပ်များကြားမှာတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းစုစုပေါင်း45ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲများအတွက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားစစ်တအုပ်တေဆုံးပြီး၈ဦးကန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်များကပြည်သူလူထုများနေထိုင်ရာခြေရွာများအတွင်းကိုလက်နက်ကြီး28လုံးပြတ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ခုဒေသမှာဒီဇင်ဘာလ17ရက်နေ့ကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးရှမ်းတောင်နဲ့ရှမ်းမြောက်အဓိကဆက်သွယ်ထားတဲ့ကြောက်ခုရွာအဝင်တံတားကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျက်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတိုက်ပွဲဟာဒီဇင်ဘာလ17ရက်နေ့မနက်အစောပိုင်းကစတင်ခဲ့ပြီးတော့နေ့လယ်12နာရီခန့်မှာအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတချို့ကပြောကြားထားပါတယ်။နေ့လယ်ပိုင်းတိုက်ပွဲမှာစစ်ကောင်စီကတံတားကို လေချောင်းကနေပြီးတော့ဘုံကျက်ဖြတ်စည်းသွားခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ် တရားကိုပြစ်ချသွားတာကားကြီးတွေသွားလို့မရတော့ဘူးတိုက်ပွဲကလည်းတော်တော်လေးကိုပြင်းထန်နေတယ်လို့ဒေသခံတဦးကပြောပြထားပါရယ်အဲ့ဒီတရားဟာရက်ဆောက်ဘာထူအင်ဒေါ်ကြောက်ကူနောင်ချိုနမ်လန်လာရှိုကြောင်မဲမျိုးများကိုဆက်သွယ်ထားတဲ့လမ်းပိုင်းကအရေးပါတဲ့တရားဖြစ်တယ်လို့သိရပါရယ်တိုက်ပွဲဖြစ်ပွားရာနေရာဟာဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီးတော့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ DPLA ကသတင်းမထုတ်ပြန်သေးဘူးလို့သိရပါရယ်ကြောက်ကူဒေသမှာအမြောက်တပ်အမတ်3လေးကိုခလိုက်ရ2 9နဲ့နောင်ချို မြို့နယ်တောင်ခန်းကိုရက်ဆောက်ဘက်ကနေစစ်ကူသွားတဲ့စစ်ကောင်စီတပ်များနဲ့ DPLA ဟာနိုဝင်ဘာလ30ရက်နေ့ကစတင်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့အထိတိုက်ပွဲများအတွဲမှာစစ်ကောင်စီဘက်ကအယောက်90ကျော်ကြာဆုံးခဲ့ပြီးတော့အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ DPLA ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကဒီဇင်ဘာလ9ရက်နေ့ညကစပြီးတော့ drone နဲ့ဓာတ်ရုံဘုံးများကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့ DPLA ကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးဒီသမလာ၁၈ရက်နေ့မှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဒေသခံတချို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့ပေါ်ရက်ကွက်များကိုအချမ်းပတ်ဆက်တက်ကလေရင်နဲ့ဘုံကျဲချတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ18ရက်နေ့မွန်လွဲပိုင်းမှာတန်တွဲမြို့ပေါ်ရက်ကွက်များကိုအချမ်းပတ်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်မြို့ပေါ်9ရက်ကွက်ကအသက်69နှစ်အရွယ်ဒေါခင်မေကြီးရဲ့မျက်နှာမှာဘုံးစာထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အချမ်းပတ်ဆက်တက်ရဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာလူနေအိမ်၅လုံးထက်မနည်းမိလောင်ပျက်စီးသွားတယ် ယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကတိုင်တွဲမြို့နယ်အတွင်းမှာလေရင်နဲ့ဘုံကျဲချတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်ပြည်သူတွေရာနဲ့ချီပြီးတော့တေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်လွိုက်ကော်မြို့နယ်မှာအကြမ်းဖက်ဆက်တပ်ကတပ်သားတဲ့အဖြစ်နဲ့အတင်းအဓမ္မစုဆောင်းခံရသူ၄ဦးဟာတနက်၃လကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ၁၇ရက်နေ့မှာလွိုက်ကော်မြို့နယ်ရှေတန်းနေရာတစ်ခုမှာရောက်ရှိနေတဲ့အတင်းအဓမ္မစစ်သားတဲ့စုဆောင်းခံရသူတပ်သား၄ဦးဟာ MA1 အမျိုးအစားတနက်သုံးလက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့ထွက်ပြေးလာပြီး KNDF တိုင်ရင်တပ်ဖွဲ့များထံမှအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့စစ်အာဏာရှင်စနစ်တပ်ဆိုးရှည်စီရေးနဲ့လူတစုကောင်းစားရေးအတွက်ပေးဆက်ပြီးတော့လုတ်ကင်နေတဲ့ဘဝနဲ့ပြည်သူအပေါ်မှာကြောခိုင်းခြင်းမျိုးမပြုလုပ်ကြပဲလွတ်လပ်မျှတတဲ့စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရန်ပြည်သူ့ဘက်ကိုမျက်နှာမူပြီးတော့ယုံကြည်စွာနဲ့ဗတ်ပြောင်းခိုလုံကြရန် KNDF ဘဟုကတိုက်တွန်းထားကြောင်းတင်ပြရရှိပါတယ်ခမောင်အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ